တော့ပြန်ပြန်ချလိုက်ပြီ။အဲ့ဒီလေးလား။ပြေးသေးတယ်။ဒီပတ်သက်ရှိလေးရှိလား။ဘယ်လိုလဲ။အလုံးနဲ့ကိုကိုလုပ်ပေး။လက်ခံနေတယ်။လက်ခံနေတယ်။ဟာပြီ။စပင်းလေးရောရရလားစပင်းလေးရစင်ပြေရရပါတယ်ဇလန်းတစ်ခုလိုပေးပြီဇလန်းစင်တွေอ่ะတို့อ่ะကျွန်တော်လာမြင်မှုတာပေါ့ကျွန်တော်ပဲအူဆုံးကြည့်ရတယ်အခုပြင်ပြီးလှလာဆိုကျွန်တော်ပဲလမ်းမေးอ่ะ တားတယ်ဆိုမှသူကအိမ်ကထွက်တာဆိုတော့ဟုတ်လကန်းနေတယ်လကန်းနေတယ်ဒါပဲစပင်းလေးရောရရတာစပင်းလေးဆင်ပြေးရပါတယ်ဇလန်းတစ်ခုလိုပေးပြီဇလန်းဆင်နေရတယ်ကွာ ကဲဒီနေ့ဒါဒီမြန်မာဆက်ဆက်လေးနဲ့ဘယ်တော့မှပြည့်ပြည့်လာပြောအလားတော့အမြဲလာပါတယ်အမြဲလာနေပါဟုတ်အမြဲတဲ့ဒုက္ခတန်ရင်းပေါ်နေကြလားကျွန်တော်လားမြင်မှုရပါကျွန်တော်ပဲအူဆုံးကြည့်ရတယ်အခုပြင်ပြီးလှလာဆိုကျွန်တော်ပဲလမ်းမေးရလှတယ်ဆိုမှသူကအိမ်ကထွက်တာဆိုတော့ဟုတ်အဲ့ဒါဒီနေ့မှာ office နဲ့စီဘယ်လောက်ပြောင်းလဲ အဲရန်လာနေတယ်ဆိုတော့တန်တန်ပေါ့အမှတ်ပြရပြီခင်ဗျာအမှတ်ပြအဲရင်ကုန်နာတကယ်ရင်ကုန်ပါတယ်ဘာလို့ဆိုတော့ဒီကပထမဆုံးဒီ CV လေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီကကျတော့တခြား career career ကနေဒီကိုပထမဆုံးတိုင်းရရဆိုတော့အမားပါမှာကြောက်တယ်မလုပ်နိုင်ပါအရင် ကြောက်တယ်အဲအတွက်ကြောင့်မလို့ဒီကားလေးကိုစရိုက်မယ်လို့တိကြတဲ့က ကိုချာလေးရှူတယ်နောက်လိုက်ွားတယ်ကိုချာလေးရဲ့ script တွေအကုန်လုံးဒီဖတ်တယ်လိုက်ပြောပေးတယ်စကြင်တော့အရင်ရှည်ရပေါ့ flow တွေမမှန်တာပေါ့နော်အခုနောက်ပိုင်းတော့ဒီကာအတော့ပို့တော့ပို့ပြီးတော့စာရီလည်းအကုန်မှတ်ထားတယ်ဘယ်နာမှမလို့ item လေးထည့်ရမယ်ဆိုကိုချာလေးကတင်ပြီးတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုတော့ပြင်ဆင်နေပါပြီဟုတ် ကူကလှုပ်ချင်တာလှုပ်ချင်တာတော့မင်းသမီးဖြစ်ချင်တာလို့ရပြောဘူးအသိဒီ interview တွေဟိုရင်ရတယ်ကြည့်ပြီးတွေ့တယ်အငငယ်ကမင်းသမီးဖြစ်ချင်တာဒါပေမဲ့ကြီးတာတော့မော်လှုပ်တယ်အလားမဲ့လှုပ်တယ်အဲ့လိုမျိုးတွေအမြဲဖြစ်ရဆိုအခွင့်ရရတဲ့အချိန်မှာလှုပ်ချင်တာလို့အခွင့်ရရတဲ့အချိန်မှာဒီဘလော့ကြီးလှုပ်နိုင်လို့ပေါ့နော်အဲ့လို challenge လှုပ်ချင်တာကိုကြီးကိုလာကမ်းလှမ်းတဲ့အချိန်မှာအရင်စဉ်းစားကြည့်တာဘယ်လိုစဉ်းစားရပါဦး ကိုချာလေးကိုတွေ့လှဲချက်ကြည့်ပါကိုချာလေးလုံးအဲ့နဲ့အေးလုံးမယ်ပေါ့ချက်ချင်းပေါ့ချက်ချင်းပဲကိုချာလေးအဲ့လှမ်းချက်လိုက်တာချက်ချင်းပဲအဲ့ဒါကတော့ဘာပဲလုံးလုံးလေးတာအခုကပဲအနိုင်နေဖြစ်တာလားတခုခုဆိုရတယ်ပေါ့ဟုတ်တယ်ဘာလို့ဆိုလဲဒီတော့က အကူအကူလို့ပေါ့နော်တငယ်ချင်းအဲ့လိုမျိုးပေါ့မိသားစုဖြစ်နေတော့တခုဆိုရင်တခြားလူမသိတဲ့အရာအမှကိုချလေးပဲသိရဆိုတော့သူ့ကိုပဲအရင်ဆုံးတိုင်ပင်နေရုံလဲယုံကြည်ရတဲ့လူဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့ဒီအလုပ်ကိစ္စတွေမဟုတ်ဒီဘယ်ဘယ်နေရာမှာပါဖို့မယ်ဘယ်ဟိုဘယ်သွားမှာလဲဘယ်ခီးဘယ်လိုသွားမှာလဲဆိုတော့အကုန်လုံးသူပဲပလန်လုပ်ပေးရဆိုတော့အကုန်တမြင်ဖြစ်ပါတယ်ဟာတဲ့ဟာတဲ့ရတဲ့အမြင်နဲ့အားကိုးရတဲ့အကူပါပဲဟိုဘယ်လိုပြောမလဲ မုံလူမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းစကားပြောတာသူကနည်းနည်းခက်ခဲလေးရှိတယ်ပြီးတော့သူကိုယ်တိုင်ကစကားပြောတာမြန်တဲ့အတွက်ကြောင့်စကားကိုဖြည်းဖြည်းပြောဖို့အဲ့လေးရောကျွန်တော်တင်ပေးပါတယ်ကျွန်တဲ့ item နဲ့ပတ်သက်ပြီးတာကျွန်တော်အများကြီးမပြအောင်ဘာလို့လဲဆိုကျွန်တော်သူ့စီကနေပြီးတော့ဟိုထွက်လာမဲ့ဒီ taste အစ်စ်လေးပေါ့အဲ့လေးကျွန်တော်လိုချင်တဲ့အတွက်ကြောင့်ဟို စကစတဲ့ကားမှာဘယ်လိုမျိုးသူလုံးမလဲဆိုတော့တော့ပို့ပြီးတော့ဟိုစိတ်လွတ်ရှာတယ်ဟုတ်ကဲ့အဲကျွန်တော်မမူတူကျွန်တော် item နဲ့သူ့အများကြီးတော့ item နဲ့ကျွန်တော်မတင်ဘူးတော့ဆိုတော့ item ဆိုတော့ဒါ on scene ရောက်တဲ့ခါကျရင်ဒီခါကျရင်လွဲတက်တယ်အဲမူအရနဲ့ဒီရောက်သွားတဲ့နေရာထိုင်ခင်းပေါ့အဓိကအရေးကြီးတာ ਨੇ ပြီးတော့ driver လိုချင်တဲ့ point အဲ့ point နေအကုန်လုံးပေါင်းစပ်မှသာနေတယ် ဒီထွက်လာတဲ့ item ကပိုပြီးဖြစ်တော့ကျွန်တော်ပြင်မှာကြည့်နေလဲသူက item တွေကြီးပဲလုံနေရယ်ဆိုတဲ့ဟာမျိုးမဖြစ်စေချင်တာ item လုံတဲ့ဟာကိုမဟုတ်ပဲねကျွန်တော်တို့ကတကယ်အစ်မန်တွေထွက်လာဖို့ရင်းနေခံစားချက်တွေရင်းနေရပဲခံစားရင်းနေရပဲလုံဖို့တောက်လျှောက်ကျွန်တော်ပြောဖြစ်ပါတယ်ဟုတ်ဟဲ့မဟုတ်ဘူးတစ်ခါလေးကြားရွှေ့လေလို့ဒီလို ်ရှုတင်နာရက်တယ်ဆိုတော့ရှုကိုချလေးကသူဘာလို့ဆိုတော့သူကဂျင်ရန်ဆော့တယ်ပြီးပရိုတိန်းစားတယ်ပြီးသူ့ရဲ့သူ့ရဲ့ဒီစားတဲ့ဥစ္စာသူကရမ်းထိန်တယ်အဲ့တော့သူကသူ့အတွက်ကိုမဟုတ်ပဲနဲ့နှစ်ယောက်စာအမြဲလုပ်လာခဲ့။ငါဒီအမြဲစားပြီးတယ်ရှုတင်သမီးမဟုတ်ရင်ကမှအဲ့ဒါအမြဲစားရတယ်။ဟုတ်ပါတယ်ကျွန်တော်တို့မပြတာပဲရှိရအမြဲတော့ကျွန်တော်ကလေဟိုဂျင်းနဲ့ပတ်သက်တာကျွန်တော်စားဖြစ်တယ်ကိုယ့်ကကိုယ်လှုပ်စားတယ်ဟိုမှာ ်ဟိုအင်းဟာအမေချက်တာရေကဒီခါကျရင်နည်းနည်းစီပို့တော့လေအမေဟာလေးလေဒီခါလေးစားတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်လှူစားရလဲများတယ်ပေါ့အဲလှူစားရင်လည်းကျွန်တော်အတူတက်လဲကျွန်တော်ထက်တယ်ပါပေးခါကြတော့သူကအများစားရတယ်ကျွန်တော်အဲ့ဒီခါဒလီမစားခုလက်ရလားဘာမကြောက်ဘူးလို့ပြောဘာမှမကြောက်ဘူးအဲကောက်ပါလေဟိုကြုံကြော်လေးတွေပြီးတော့ကပေါကပေါဟိုဒီကဒီပါစစားပွဲလေးဆိုကိုချာလေးရလေ ်ခရီးတွေသွားရတယ်ရုပ်ရှင်ကားတယ်မဟုတ်လောက်တယ်တွားရရတယ်ဆိုလို့ရှိရင်သူကနေအရင်သွားရတယ်အခါကျရင်သူကနည်းနည်းကြီးများတော့အစားအဆင်ပြေဘူးအဲ့တော့သူကအမြဲတမ်းဆင်းမဆိုင်ကျုပ်ကိုအမြဲထည့်ပြီးစားတယ်အဲ့တော့ကိုချာလေးကိုဒီကျုပ်ကိုအမျိုးမျိုးစုံကြော်ကျွေးမယ်အဲ့လိုပြောကြားကြိုက်တယ်ကျွန်တော်ကျုပ်ကိုကြိုက်တယ်ရှိတယ်မလားအဲ့လိုပဲဟင်းမရှိရဲ့ဟင်းမကောင်းအင်းမကောင်းတာတော့မဟုတ်ဘူးကောနော်ကိုမစားရဲ့ဟင်းနေရှိရနေကြရင်ကျွန်တော်ကကျုပ်ကြော်ပဲ အဲ့ကျွန်တော်ရှူတင်ထမင်းနေကျွန်တော်တည်ရဲ့အဖွဲ့ဆိုကျွန်တော်မမာထားကျွန်တော်အတွက်ကျုပ်ကြော်ပိုင်ရပြီကျုပ်ဟင်းတို့မဟုတ်ကျုပ်ကြော်ဆိုကျွန်တော်စားတယ်ကျုပ်ကိုစီးရိုက်လိုက်နော်စီးရိုက်စား